မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TVO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ဆရာနာရှင်စန့်ကျင်ရေးလှုပ်ရှားမှုမှာလူသိများတဲ့ကိုဝေမိုးနိုင်ကိုစစ်ကောင်စီကဂျွန်လာ၁၇ရက်နေ့မနက်အစောပိုင်းမှာမန္တလေးဦးဘုအကျဉ်းထောင်စီကိုပြောင်းရွှေ့လိုက်တယ်လို့နှီးဆက်သူတွေစီကသိရပါဗျ။မုံရွာအကျဉ်းထောင်ကနေအကျဉ်းသား200ကိုတန်ချေချင်းတွေနဲ့မနက်3နာရီလောက်မှာထောင်ပြောင်းခဲ့တာဖြစ်ပြီးကိုဝေမိုးနိုင်လည်းပါဝင်တယ်လို့သိရပါဗျ။ မုံရွာထောင်ပြောင်းတွေကိုခြေချင်းတွေခတ်ကမနက်အစောပိုင်းမှာအုပ်ဘုထောင်ကိုပြောင်းခဲ့တာဖြစ်ပြီးကိုဝေမိုးနိုင်ပါဝင်ခဲ့တယ်လို့အကျဉ်းထောင်ဝန်ထမ်းစီကနေသိရကြောင်းကိုဝေမိုးနိုင်ရဲ့နှိဇက်သူတယောက်က TV ကိုပြောခဲ့ပါတယ်ကိုဝေမိုးနိုင်ဟာ2021ခုနှစ်ဧပြီလ15ရက်နေ့မှာဆရာနာရှင်စန့်ကျင်ရဲ့တပိတ်စစ်တောင်းကိုဦးဆောင်ပြီးဆိုင်ကယ်နဲ့လှည့်လည်ဆန္ဒပြနေတဲ့အချိန်စစ်ကောင်စီကကားနဲ့တိုက်ပြီးဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဖမ်းဆီးခံရတဲ့အချိန်ကကိုဝေမိုးနိုင်ကို ရာဇသက်ကြီးပုံမှန်905ကနဲ့အမှု6မှုနိုင်ငံတော်တစ္ဆာဖောက်ဖျက်ပုံက န်မှုပုံမှ122တွေအပြင်တခြားမှုတွေနဲ့ပေါင်းပြီးထောင်ဒဏ်54နှစ်ချထားတာဖြစ်ပါတယ်အဲ့ဒီနောက်2021ခုနှစ်မတ်လကမုံရွာမြို့စက်မှုဆောင်ရက်ကွက်မှာရဲနှစ်ယောက်တပ်ခံရတဲ့ကိစ္စနဲ့ကိုဝေမိုးနိုင်ကို2024ခုနှစ်မေလ10ရက်နေ့မှာမုံရွာကျင်းထောင်တွင်တရားရုံးကထောင်ဒဏ်20ထပ်ချခဲ့တဲ့အတွက်စုစုပေါင်းကြားခံရမယ့်ထောင်ဒဏ်ဟာ84နှစ်ရှိတာဖြစ်ပါတယ်ရှင်။ ညာရေးအားနည်းတဲ့ဒေသတွေမှာအကြမ်းဖက်မှုတွေပိုဖြစ်တာကိုတွေ့ရတယ်လို့တနိုင်ငံလုံးမှာအကြမ်းဖက်ပြစ်ခတ်တိုက်ခိုက်မှုတွေလုပ်နေတဲ့စစ်တပ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောပါတယ်ကျော်လာ၁၇ရက်နေ့ကပြုံးလွင်မျိုးကစာတင်ကြောင်းတွေကိုတွားရောက်ရင်ဆရာဆရာမတွေကိုပြောခဲ့တာဖြစ်တယ်လို့စစ်တပ်အာဘော်မြဝရီသတင်းဌာနမှဖော်ပြပါဗျ။စင်းကောက်ယူထားရှိတဲ့ကိန်းကနန်းအချက်လက်တွေအရနိုင်ငံလူရည်ရဲ့ထက်ဝက်လောက်ဟာပညာရေးအားနည်းနေပြီးကျောင်းလုံးဝမနေဘူးသူတွေအနေနဲ့ဆရာဆရာမတွေရဲ့တုန်သင်မှုအောက်မှာမနေခဲ့ကြရဘူးလို့ဆိုပါဗျ။ အတန်းပညာသင်ကြားပေးရမှာဖြစ်သလိုစိတ်သက်စီကံကောင်းမွန်ရေးတိုင်းချစ်ပြည်ချင်းစိတ်နဲ့မျိုးချစ်စိတ်တဲ့မြန်မာစီတို့အတွက်လည်းဆရာဆရာမတွေကစနစ်တကျလေ့ကျင့်သင်ကြားပေးဖို့လည်းပြောခဲ့တယ်လို့ဆိုပါရယ်။အာနာသိန်းစစ်ကောင်းဆောင်ဟာအခုလိုပြောဆိုနေပေမဲ့စစ်တပ်အာနာသိန်းထားတဲ့လေးနှစ်ကျော်ကာလအတွင်းနေပြည်တော်ကလွယ်ပြီးတခြားသောတိုင်းနယ်ပြည်နယ်တွေမှာရှိတဲ့တက္ကသိုလ်စာသင်ကျောင်းတွေနဲ့ဖုံးတော်ကြီးပညာသင်ကျောင်းပေါင်း333ကျောင်းဟာစစ်ကောင်စီရဲ့အကြမ်းဖက်တိုက်ဖြတ်ဖျက်ဆီးခြင်းကိုခံခဲ့ရကြောင်း TV ကလေ့လာတွေ့ရှိရပါရယ်။ ဲ့ဒီထဲမှာစကိုင်းတိုင်းဟာအကျဉ်80ကျော်အထိခံခဲ့ရပြီးအဆိုးဆုံးအခြေအနေကိုကြုံတွေ့နေရပါတယ်ရှင်ကျွန်လာ၁၉ရက်နေ့မှာကြာရောက်မဲ့လူလူကောင်းဆောင်နိုင်ငံတော်အတိုင်းအမိခံပုတ်ကိုဒေါ်ဆန်းစုကြည်ရဲ့အသက်၈၀ပြည့်နှစ်မွေးနေ့ဗီဒီယိုကမ်ပိန်းကတပတ်တာလိုတော့ပေမဲ့ရည်ရွယ်ထားတဲ့ဗီဒီယိုပေါင်း၈၀၀၀မပြည့်သေးကြောင်းကမ်ပိန်းဖြစ်မြောက်ရေးတရားဝင်စာမျက်နှာရဲ့ညင်ညာချက်တွေအရသိရပါဗျာ။ ဗီဒီယိုဖိုင်ပေါင်း1000နဲ့ Granite စံချိန်တင်မှုရွေးထားပေမဲ့ဂျွန်လ17ရက်နေ့အထိပေးပို့လာတဲ့မွေးနေ့ဆုတောင်းဗီဒီယိုက2000ကျော်သာရရှိသေးကြောင်းသိရပါဗျ။ပေးပို့သူတွေရဲ့လုံခြုံရေးကိုဦးစားပေးထားတဲ့အနေနဲ့ Su 80 Birthday Campaign Page မှာတင်ထားတဲ့ link ကိုဝင်ရောက်ပြီးမွေးနေ့ဆုတောင်းဗီဒီယိုကို upload လုပ်ရမှာဖြစ်ပါတယ်။ လူတို့ကောင်းဆောင်ကိုချစ်ခင်ကြပါမယ်ပြည်တွင်းမှာရှိကြတဲ့တော်လန်ပြည်သူတွေအနေနဲ့လုံခြုံရေးအင်တာနက်အခက်ခဲနဲ့ဤပညာအားနည်းချက်တွေကြောင့်နှောင့်နှေးကြကြနေကြတာဖြစ်ပါတယ်လူတို့ကောင်းဆောင်ရဲ့မွေးနေ့ကမွေးနေ့ဆိုတာထက်ပိုပြီးလူတို့လှူရှာမှုတရက်ဖြစ်တဲ့အတွက်ပါဝင်ကြဖို့ကိုဆရာနာရှင်စန့်ကျင်ရေးရန်ကုန်တပိတ်အင်အားစုကကိုနန်းလင်းကပြောပါတယ် ။ဗီဒီယိုတွေကမွေးနေ့ရက်ဖြစ်တဲ့ဂျွန်16ရက်နေ့အထိပေးပို့နိုင်မှာဖြစ်ပြီးလင့်တွေကပေးပို့အခက်အခဲရှိမယ်ဆိုရင် Su 80 Birthday Campaign Page ရဲ့ချက်ပေါက်ကနေတစ်ဆင့်ပေးပို့နိုင်သလိုတိရုပ်ဆောင် Kara Page ရဲ့ချက်ပေါက်ကနေပေးပို့ပါဝင်နိုင်ကြောင်းလည်းသိရပါဗျ။ဝင်းနေဆူတောင်းဗီဒီယိုကို Happy Birthday နဲ့စတင်ရမှာဖြစ်ပြီးဆုဆိုတဲ့စကားလုံးပါဝင်ရမှာဖြစ်ပါတယ်။စက္ကန့်30ထပ်ပို့တဲ့ဗီဒီယိုကို100 MB site ထက်မကြီးပဲပေးပို့ပါဝင်ရမှာဖြစ်ပါတယ်ရှင်။ ဟာကဲမြို့နယ်လုံခင်ကျေးရွာအတွင်းစစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီးမော်စီစာဖျားကုန်းမှာတက်ဆွဲပြီးရဲ့နောက်ပြည်သူ20ကျော်တေဆုံးခဲ့ပြီးကြောက်စိမ့်တူဖို့ရေလောက်ကအတွင်းကကုမ္ပဏီပိုင်ဆက်ရန်နေရာတွေအဆောက်အုံတွေကိုမီးရှို့ဖျက်ဆီးမှုတွေလှုပ်ဆောင်နေကြပါတယ်။ဟန္တာတရေပေးပို့ထားပါတယ်ရှင်။ကချင်ပြည်နယ်ဖကံမြို့မော်စီစာကျေးရွာအတွင်းဂျွန်လ12ရက်နေ့မနက်9:00နာရီခန့်ကတနက်တန်ရာတွေနဲ့တေဆုံးနေတဲ့အမျိုးသား3ဦးရုပ်အလောင်းတွေကိုတွေ့ရှိခဲ့ပြီး စစ်ကောင်စီတပ်တွေစစ်ကြောင်းထုံးနေချင်းပြစ်တက်သွားတာဖြစ်နိုင်တယ်လို့ဒေသခံတွေကတုံ့တက်ပြောဆိုနေကြပါတယ်။အလုံးချင်းကိုဒီဆောက်ဝင်တဲ့ရပါနော်သူတို့ပြစ်လို့အာတေးတဲ့ပြည်သူအရ20ကျော်လောက်ရှိပြီပေါ့နော်။ခုဒီနေ့7ရက်နေ့ပေါ့နော်။မနေ့ပိုင်းမှာဒီမော်ချီဆောင်မှာတနတ်တန်ရံနဲ့တည်ဆုံနေတဲ့အာပြည်သူ၃ယောက်တွေ့ရတယ်။ပြီးတော့ဒီညတော့ကပြစ်တက်ခံရရတဲ့အချိန်နေ့ ဖြစ်နေအချိန်ကြီးပေါ့နော်အဲ့လိုဖြစ်ပုံပဲပေါ့နော် ပြီးတော့ဒီစိတ်ချောင်းတိုးတဲ့ချိန်နဲ့တော်တူတာလည်းဖြစ်နေတယ်အာညလည်းဒီလိုနည်းနည်းကြီးနည်းနည်းငယ်တန်းလေးဆုံနေတာပဲပေါ့နော်ပြီးတော့အာညကတော့ဒီနည်းနည်းကြီးပြီးတော့ဒီကတိမောကဒီညရမုံကုံကြီးဝင်တယ်မှာတလုံးကြတယ်ညပြလိုက်တာတော့ဒီအတန်ကျဲပဲပေါ့နော်သုံးလုံးတော့ဟုတ်တယ်ပြခဲ့တဲ့ဂျွန်လာ6ရက်နေ့ကလည်းစစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်လိုက်တာကြောင့် ခွန်စာကုန်းဘုန်းကြီးကျောင်းနဲ့ကျေးဇူးတော်ဖျားကျောင်းဝင်းကြားနေအိမ်မှာကြားရောက်ပောက်ကွဲခဲ့ပြီးလာသားရွယ်ကလေးတယောက်နဲ့ဆယ်နှစ်အောက်ကလေးသုံးယောက်အပါအဝင်၉ယောက်တည်ဆုံခဲ့တာဖြစ်ပါတယ်။ဖကန်ကားမိုင်းလန်းကနေအင်အားရာနဲ့ချီစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းလုံခင်ကြီးရွာထဲဝင်ရောက်လာပြီးမော်စီစာမှာစခန်းချပြီးကလေးကတပ်ဖြတ်ခံရတဲ့ပြည်သူ၂၀ကျော်ရှိပြီး ထိခိုက်ဒဏ်ရာရသူအများပြားရှိခဲ့ပါတယ်။ဒါပြင်လုံခင်ကြီးရွာအုပ်စုချင်းဝင်ရောက်နေတဲ့စစ်ကြောင်းတွေကမော်စီစာ၊ဂဒေမော်နဲ့ မစုရန်စတဲ့ကြီးရွာတွေရှိကုမ္ပဏီလုပ်ကနေရာကကြောက်စိမ့်တူးဖော်တဲ့ဆယ်ရန်တရားတွေကို လိုင်းလံမီးရှို့ဖြစ်စည်းတာတွေလှုပ်ဆောင်နေတာဆယ်ရက်လောက်ရှိနေပြီဖြစ်ပါတယ်။မော်စီစာကုန်းမှထိုင်ချပြီးကြတဲ့အချိန်ကျောက်ကုမ္ပဏီတွေရဲ့ဆယ်ရန်တရားတွေမီးရှို့ဖြစ်စည်းနေတာပေါ့နော်။တရားမှမပြတ်သေးဘူး။ပြောဒီဖက်ကမှလှုပ်ရှားလို့မရအောင်တမင်လုပ်နေတယ်လို့ပဲပေါ့နော်။ဟိုစစ်ကြောင်းတို့ဒီစစ်ကြောင်းတို့နဲ့ဒီဒီသူတွေကတော့ဝိုင်းရဲတွေ့ပြီးတော့အဆောင်ကြီး အခြေအနေစောင့်ကြည့်ပြီးပဲလုပ်ကန်နေရတာပေါ့ဖကံမျိုးနဲ့လုံခင်ကြီးရွာအုပ်စုကိုရောက်ရှိနေတဲ့စစ်ကောင်စီတပ်တွေကိုနရက်ဆက်တိုက်ကင်ရင်နဲ့ပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်20ထက်မနည်းတိဆုံခဲ့ရလို့ KAI စစ်ရေးတရင်မြစ်ကတည်ရပါတယ်ဂျွန်လာကိုရနေကစံခါကြီးရွာတောက်ပကျဲကုမ္ပဏီအနီးတဝိုက်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကို KAI နဲ့ KPDF ပူပေါင်းတပ်ဖွဲ့တွေက drone ၄၀မမတို့နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများပြားတိဆုံခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်ဂျွန်လာ၁၀ရက်နေ့ကမော်စီစာဖျားကုန်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်တွေဟာမော်စီစာတာယာကုန်းလုံခင်းတူတန်လုံခင်းဆေးရုံနဲ့လုံခင်းကြီးရွာအတွင်းလက်နက်ကြီးပစ်ခတ်ကစစ်ကြောင်းထိုးလာတာကြောင့် KIA KPDF တပ်ဖွဲ့တွေကစနိုက်ပါဒရုန်းလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီဘက်က9ရောက်တိုက်ဆုံခဲ့တယ်လို့ KIA စီရင်သတင်းရမြစ်ကပြောပါတယ်။ကိုရနေကစံကာချီရွာဒီတောက်ပကျေကုန်းဒီဝ အတူဝင်ဘူးစီကောင်စီစီချောင်းတူလာတော့မှာဒရုန်းနဲ့တိုက်ခိုက်ကြတယ်ဘောနော်ဒီဆေးရောက်ကြတည်တယ်ပြောဒီတိကျတဲ့ညာရတဲ့သူလည်းညာရဘောနော်ဆေးရနေရတဲ့ဒီလုံးချင်းတဲ့စီချောင်းတူလာလို့တက်ပွေဖြစ်တာရှိတယ်အမှန်ကဒီစနေဘာအာငါရောက်စနေဘာနဲ့ငါရောက်အပလီကေးရှင်းလေးနဲ့ကြရမောဒီနေ့အတူမှာစကားစာရောက်နေစေဒီပါတည်ရဘောနော် PKR 2024ခုနှစ်စက်တင်ဘာလအတွင်းမှာ ဖကန်းမြို့နယ်ဆိုင်းတောင်လက်ကီမန်ဟိုတယ်နေရာမှာစစ်ကောင်စီတပ်နဲ့ကချင်လူလက်ရေးတပ်မတော် KYI နဲ့ပေါင်းတပ်တွေကြောင်းလာကြရှိစွာတိုက်ပွဲပြင်းထန်ခဲ့ပြီးတဲ့နောက်ဖကန်းဒေသမှာဆယ်လနီးပါးတိုက်ပွဲငြိမ်သက်ခဲ့တာဖြစ်ပါတယ်။ဖကန်းဒေသမှာပြီးခဲ့တဲ့မေလပိုင်းကစပြီးလောကကမ်းမိုင်းလမ်းကြောင်းကနေစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကောင်စီတပ်တွေကဖကန်းလုံခင်းကြီးရွာအုပ်စုထဲမှာဝင်ရောက်လာတဲ့နောက်ပိုင်းစစ်ကောင်စီတပ်နဲ့ KYI တပ်တွေကြားစီရေးတပ်ဖန်တင်းမာနေတာဖြစ်ပါတယ်။ကျမဟန္နာပါ။ TV ဦးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်